1933မှာထွက်ခဲ့တဲ့စာအုပ်လေးတော့1933ဆိုတာကဒုတိယကမ္ဘာစစ်လည်းမဖြစ်သေးဘူး။ဝီရိယလက်နက်ဆိုတာလည်းမပေါ်သေးတဲ့ကာလတခုဖြစ်တယ်။ဒါပေမဲ့အိုက်စာအုပ်ထဲမှာတော့မကြမီစစ်ကြီးဖြစ်လာလိမ့်မယ်။လက်နက်စမ်းတစ်မျိုးကြောင့်လူတွေဒုက္ခရောက်လိမ့်မယ်။အဲဒါတွေကိုဟော့ကင်းထုတ်ခဲ့တဲ့စာအုပ်တုံးလို့ပြောရမယ်။ပထမကမ္ဘာစစ်အပြီးဒုတိယကမ္ဘာစစ်မစတင်ခင်မှာထွက်ရှိခဲ့တဲ့ခုကျွန်တော်ပြောမယ့်စာအုပ်ကစစ်တမ်းကြောင့်လူတွေကဇာတိတာတွေကျင့်ဝတ်တွေရင်ကျေးမှုအမွေအနှစ်တွေပြီးတော့အမှုပညာတွေ တကယ်ကမ္ဘာအမွေအနှစ်တွေတစ်ပြည့်ပြည့်နဲ့ပြတ်သုံးလာလိမ့်မယ်ရှားပါလာလိမ့်မယ်အဲအရာတွေကိုအဓိကပုံဖော်ထားတယ်နောက်ပြီးကြတော့အခုကျွန်တော်ပြောမယ့်စာအုပ်ကိုဖတ်လိုက်တဲ့အခါမှာစိတ်ကူးနဲ့လွမ်းတတဖြစ်ပြီးတော့ရှင်ထဲမှာကြံစည်ခဲ့နိုင်တဲ့စာအုပ်မျိုးပဲဖြစ်တယ်အဲစာအုပ်လေးကြောင့်ဒီနေ့ကျွန်တော် review လုပ်ပေးသွားပါမယ်အားလုံးမင်္ဂလာပါ review and valuable ကပြန်ကြိုဆိုလိုက်ပါတယ်အမေရိကန်နိုင်ငံဝါရှင်တန်မြို့တော်အနောက်မြောက်ဘက် ီလိုမီတာတရအကွာမှာကမ့်ဒေးဗစ်ဆိုတဲ့အဆောက်အဦလေးတစ်ခုရှိတယ်အဲဒီအဆောက်အဦမှာဘယ်သူဘယ်လိုလူမျိုးတွေနေထိုင်ရတာလဲဆိုတော့အမေရိကန်သမရတတန်းကုံသွားပြီးတော့အငိမ့်စားယူရတဲ့သမရတွေကအဲ့နေရာမှာအနားယူရတယ်အဲကမ့်ဒေးဗစ်ကို1938မှာတိဆောက်ခဲ့ပြီးတော့1942လဲရောက်လဲရောက်တော့ဒီအမေရိကန်သမရဖလန်ကင်ရိုးစဘက်ကဒီနေရာကိုစိတ်ငြိမ်ရာစိတ်သာအနေနဲ့တတ်မှတ်ပြီးတော့အမေရိကန်သမရတွေတတန်းကုံဆုံးသွားတဲ့အခါမှာဒီနေရာမှာလာရောက်ပြီးတော့ အနားယူခွင့်ရှိတယ်ဆိုပြီးတော့တတ်မှတ်ပေးခဲ့တယ်။ဒါအပြင်အဲ့နေရာကိုနောက်ထပ်ကန့်တေးပေးပြီးနောက်ထပ်အမည်တစ်ခုလည်းပေးခဲ့တယ်။အဲ့နာမည်လေးကတော့ရှန်ကီရာပဲဖြစ်တယ်။ရှန်ကီရာရှန်ကီရာတို့ကြားလိုက်ပြီဆိုတာနဲ့ကျွန်တော်တို့စပွဲတွေမရှိတဲ့နေရာအမုံတရားတွေမရှိတဲ့နေရာရာဇဝတ်သားတွေမရှိတဲ့နေရာအဲ့လိုအများကမြင်ကြလိမ့်မယ်။ဘာကြောင့်လဲဆိုတော့စာအုပ်လေးတစ်အုပ်ကဒီနေရာတွေကိုလွှမ်းမိုးထားလို့ပဲဖြစ်တယ်။ပဲစာအုပ်လေးလဲဆိုတော့ဒီဂျင်း ီလီတန်ရေးထားတဲ့ Lost Horizon ဆိုတဲ့စာအုပ်လေးပဲဖြစ်တယ်ဒီစာအုပ်ကိုဆရာကြီးမောင်ထွန်းသူကရှင်းပြတာဆိုပြီးတော့ဘာသာပြန်ထားတယ်ဒီစာအုပ်ကိုပဲမိညာပြီးတော့ကဘာတော်လုံးမှာရှိတဲ့ကမီးယားဆန်နဲ့ဇလန်းတွေပေါက်ွားလာတယ်လို့ပြောရမယ်မြန်မာပြည်မှာဆိုရင်လည်းဆရာကြီးမင်းသိန်းခါတို့ဒီစာအုပ်ပေါ်မှာပဲမိညာပြီးတော့မတည်နိုင်တဲ့ရွာတို့မတည်နိုင်တဲ့မြို့တို့ဒါတွေကိုဇလန်းတွေဖန်တီးပြီးတော့ပုံပေါ်ထားတာတွေကိုကျွန်တော်တို့တွေ့ရနိုင်တယ်ကဘာတော်မှာလည်းသူတို့လူမျိုးသူတို့နိုင်ငံကိုအခြေပြုတ်ပြီးတော့ဒီရှန်ဂီလာလိုဇလန်းမျိုးတွေ အများကြီးရှိလိမ့်မယ်ဒါပေမဲ့မူရင်းကတော့ Shangri-La Lost Horizon ကိုအခြေခံပြီးတော့ပေါ်ထွက်လာတာပဲဖြစ်တယ် American သမရ Franklin Roosevelt ကလည်း Shangri-La ရဲ့လွှမ်းမိုးခြင်းကိုခံရတယ်လို့ပြောရမယ်1933ကထုတ်ဝေခဲ့တဲ့အင်္ဂလိပ်စာရေးဆရာကြီး James Hinton ရဲ့ Lost Horizon ဆိုတဲ့အဲဒီစာအုပ်ကယနေ့ကသိပ္ပံခကြီးမှာတော့လက်ခံသူနဲ့လက်မခံသူကြားတော့အလုံရှုံနေလိမ့်မယ်ဒါပေမဲ့တကယ်တကယ်တော့ဒီစာအုပ်ထဲမှာပါတဲ့အရာတွေကဇလန်းကိုလည်းပြောထားသလိုပြီးတော့ဒီထဲမှာလည်းမေးခွန်းထုတ်စရာတွေအများကြီးပါတယ်သူဘဝနဲ့ပတ်သက် ရှင်းလင်းနေတဲ့ဒီပြဿနာတွေဒီခက်ခဲနက်နဲတဲ့အရာတွေကိုလည်းနှူးညံ့စွာတင်ပြထားတယ်လို့ပြောရမယ်။စာမျက်နှာ361နဲ့ဒီစာအုပ်ထဲမှာအဓိကကမိကုန်းထုတ်ထားတာပဲဖြစ်တဲ့အပြင်ကတော့နှလုံးမှုစရာတွေမှတ်သားစရာတွေလိုက်နာစရာတွေကျင့်ကြံသင့်တဲ့အရာတွေကိုလည်းအဓိကမိမောင်းထုတ်ပြထားတဲ့စာအုပ်လို့ပြောရမယ်။ရှန်ဂီလာလို့ခေါ်တဲ့မျိုးလေးရောအမြင်မှတကယ်ရှိလား။စာရေးစရာချင်းဟီတန်ကဒီတရုတ်ယူနန်ပြည်ပေါ့အနောက်တောင်ဘက်ဒီတိဘက်ဒေသမှာရှန်ဂီလာဆိုတဲ့ရွာလေးတွေ့ပါဘူး။တွေ့ရှိခဲ့တယ် ဲ့ဘာလေးကိုကြည့်ပြီးတော့သူ့ရဲ့စိတ်ကူးတွေနဲ့အတူစံဝင်စားပြီးတော့ဒီဝတ္ထုကိုရေးခဲ့တာလို့သိရတယ်။ဒီအရာကြောင့်ပဲတရုတ်အစိုးရက1989မှာသူတို့တရုတ်ပြည်မှာရှန်ကီလာဆိုတဲ့ခြေရွာလေးတကယ်ရှိပါတယ်ဆိုပြီးတော့ကဘာကိုကြီးညာခဲ့တဲ့မှတ်တမ်းတွေလည်းရှိတယ်။ဒါကြောင့်ရှန်ကီလာဆိုတာကဘာပေါ်မှာလမုခံရတဲ့အထဲမှာပါတယ်လို့ပြောရမယ်။ဘာလို့လဲဆိုတော့လူတွေကစစ်တပ်နဲ့ကြုံရပြီးတဲ့အခါမှာစစ်မဖြစ်ချင်တော့တဲ့နေရာ၊စစ်ပွဲတွေမရှိတဲ့နေရာ၊ငြိမ်းချမ်းတဲ့နေရာ၊လောဘဒေါသမောဟတွေကင်းစင်တဲ့နေရာ တယောက်နဲ့တယောက်လူရဲမှုတွေမရှိတဲ့နေရာအဲ့လိုနေရာကိုရှာဖွေနေကြတယ်အဲ့လိုနေရာဖြစ်အောင်လည်းတိစောက်နေကြတယ်ဒီရှန်ဂီလာဆိုတာကတော့စစ်ပွဲတွေမဖြစ်အောင်စစ်ပွဲတွေနောက်ဂျုံတွေးလာနိုင်တဲ့အရာတွေကိုအဓိကအရှိဆုံးအနေနဲ့ပုံဖော်ထားတဲ့စာအုပ်တော်ပဲဖြစ်တယ်ရှန်ဂီလာနဲ့ပတ်သက်ပြီးတော့ဒီဂျုံရှန်ဂီလာဟိုတယ်ဆိုတာလည်းရှိတယ်ရှန်ဂီလာဆိုတဲ့ brand လေးနဲ့အများကြီးရှိတယ်လို့ရှန်ဂီလာဆိုပြီးတော့လည်းခုနချင်းမပြောခဲ့တဲ့အမေရိကန်မှာစိတ်ငြိမ်ရာရိတ်တာကိုလည်းဒီရှန်ဂီလာပေါ့တမနာတွေနားယူတဲ့စိတ်ငြိမ်ရာရှိတာကိုလည်းရှန်ဂီလာဆိုပြီးတော့နာမည်ပေးခဲ့တာတွေလည်းရှိတယ် ချိန်ကလည်းပတ်သက်ပြီးတော့ပြောရမယ်ဆိုရင်တော့သူ့ရဲ့အမည်နာမကိုယူပြီးတော့တုံးထားတာတွေကအများကြီးရှိတယ်ဒီဇလန်ကိုဒီစကားဝိုင်းတစ်ခုနဲ့အစာပြုထားတယ်ရူတာဖိုးလို့ခေါ်တဲ့မိကုန်းထုတ်တဲ့လူနဲ့အစာပြုထားတယ်ဇလန်ကဘယ်လိုပုံစံမျိုးလဲဆိုတော့ဒီအချီကယုံကြီးပေါ့တော်လန်ရင်အင်အားစုတွေကြအချီကယုံကြီးဖြစ်တဲ့အခါမှာဒီဘတ်စကူးဒေသမှာရှိတဲ့ဒီလူပြူတွေကိုအနောက်နိုင်ငံကိုကယ်ထုတ်ရမယ်ပုံစံမျိုးနဲ့စတယ်လင်းရင်နေနဲ့ကယ်ထုတ်တဲ့အခါမှာလင်းရင်တစည်းမှာလူလေးယောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်အဲ့ဒီလူပြူလေးယောက်က တစ်ယောက်ကမိန်းကလေးဖြစ်တယ်ကျွန်တဲ့တုံးယောက်ကယောက်ျားလေးဖြစ်တယ်တယောက်သောမိန်းကလေးကသာသနာပြုအဖွဲ့ကအမျိုးသမီးတယောက်ဖြစ်ပြီးတော့ယောက်ျားလေးတုံးယောက်ကတော့အဲ့တုံးယောက်ထဲမှာတယောက်ကကွန်ဝေဆိုတာပါတယ်အဓိကဇက်လိုက်ကျော်ကွန်ဝေလေးရင်ပေါ်မှာလိုက်ပါလာခဲ့တယ်နောက်ဆုံးတစ်ပြေးပြေးနဲ့အဲ့လူလေးယောက်ကတိလိုက်ရတာကဘာကိုတိလိုက်ရလဲဆိုတော့သူတို့လေးရင်ကိုမောင်းတဲ့လူကသူတို့နဲ့အတူတူပါလာတဲ့လူမဟုတ်ဘဲနဲ့ဒီပြန်ပေးဆွဲခံရပြီးတော့မျက်နှာစိမ့်လူတယောက်ကဒီလေးရင်ကိုမောင်းနေတယ်ဆိုတော့သူတို့သိခဲ့တယ်အဲ့ချိန်မှာလူတွေကပြန်ရကတ်တယ်စိတ်မတည်မငြိမ်မှုတွေဖြစ်တယ် ဒါပေမဲ့ကွန်ဝေကွန်ဝေဆိုတဲ့လူတစ်ယောက်ကတည်တည်ငြိမ်ငြိမ်နဲ့ပဲအရှိကိုအရှိတိုင်းလက်ခံတယ်ဘလို့ရင်ဆိုင်ရမလဲပဲသူကအေးစေးနဲ့ခေါင်းရင်းနဲ့စဉ်းစားနေတယ်အဒီရတို့လေရင်ပေါ်မှာရောက်ရက်ကနေတဲ့ယာတို့ပုံပေါ်လာတယ်အဲ့လိုနဲ့ပဲသူတို့လေရင်ပြပေးဆွဲခံရတယ်ပေါ့လေရင်ပြပေးဆွဲခံရတယ်အမည်မသိအာဖဂန်လူမျိုးလိုလိုအခြားလူမျိုးတစ်ယောက်လိုလိုသူတို့နဲ့ပုံစံမတူတဲ့လူတစ်ယောက်ကသူတို့လေရင်ပြပေးဆွဲသွားတယ်ပြပေးဆွဲပြီးတော့နေရာတနေရာမှာဆင်းသက်တယ်နေရာတနေရာမှာဆင်းသက်ပြီးတော့စီလိုတဲ့အတွက်စီဖြစ်တယ်အဲ့ဒီခါမှာကွန်ဝေကလေရင်ပေါ်ကနေပြီးတော့ လမ်းပြီးတော့စကားပြောတယ်ပေါ့သူတို့ဒီဒီပါကစ္စတန်စကားတွေ RS စကားတွေကိုယ်ငယ်ကဒီထဲထဲမှာသူကဇလိုက်ကျော်ဖြစ်တဲ့အတွက်စကားအများကြီးပြောတတ်တယ်ပြီးတော့လည်းဒီဟိုသူကဟိုသူကဘာနေနဲ့လာလဲဆိုတော့ဟိုကုညီဆောက်ရှောက်ရေးပုံစံမျိုးနဲ့သူကရောက်လာတယ်လူတွေကိုစာနာတယ်ကုညီတယ်ရိုင်းပင်းတယ်သူကအင်္ဂလန်ကိုပြန်ရောက်လာတဲ့အခါမှာလည်းသူကယာလူကြီးကြီးအဲရမယ့်လူတယောက်ပေါ့အဲ့ဒါနဲ့သူတို့လင်ကိုစီဖြည့်တယ်စီဖြည့်ပြီးတော့ဆက်မောင်းသွားတယ်ပေါ့ဆက်မောင်းသွားတယ်ဆက်မောင်းသွားတဲ့အခါမှာလင်ကတောင်တန်းကြီးကြားထဲမှာ ပြတ်ကျသွားတယ် နင်းနေဖုံးနေတဲ့တောင်တန်းတွေကြားထဲမှာပြတ်ကျသွားတယ်ပြတ်ကျသွားတဲ့အခါမှာသူတို့လေရင်မောင်းတဲ့လူကလည်းဒိတ်ဆုံးသွားတယ်ပေါ့အဲ့လိုဒိတ်ဆုံးသွားတဲ့အခါမှာဒီကွန်ဝေတို့လေးယောက်ပေါ့အဲ့လေးယောက်ကဒုက္ခရောက်ကြပုံနဲ့ဒီတောင်တန်းတွေကြားထဲမှာနင်းဖုံးနေတဲ့တောင်တန်းတွေကြားထဲမှာခက်ခဲနေနဲ့စပြီးတော့ရင်ဆိုင်ရတယ်အခက်ခဲမျိုးမျိုးကိုကွန်ဝေတို့လေးယောက်ရင်ဆိုင်ရပြီးတဲ့နောက်မှာတော့ဒီဖုံးတော်ကြီးချမ်းလို့ခေါ်တဲ့လာမလာမဖုံးကြီးပေါ့နော်လာမဖုံးကြီးတို့အဲလူတို့စုရောက်လာတယ်သူတို့ကိုအဲ့ကြိုပြုတ်တယ်အဲ့ကြိုပြုတ်ပြီးတော့သူတို့ကိုထူးဆန်းတဲ့ဖုံးကြီးကြောင့်တကြောင်ကိုခေါ်သွားတယ် ိုင်းနေရာပတ်ဝန်းကျင်အကုန်လုံးကခင့်မိရယ်အမြင်တွေကလည်းအကုန်လုံးကငြိမ်းချမ်းနေအေးချမ်းချမ်းနေပဲရှိနေတယ်အိုင်းရာကိုကွန်ဝေတို့ကြုံရတယ်ဗောနော်ကြုံရတဲ့ခါမှာကွန်ဝေကဒီနေရာကဘယ်လိုနေရာလဲလို့သူကစူးစမ်းကြည့်တယ်အဲ့ဒါကဘယ်နေရာလဲဆိုတော့ရှန်ကီလာပဲဖြစ်တယ်ရှန်ကီလာမှာရှိတဲ့ဘုံကြီးကျောင်းတစ်ကျောင်းပေါ့အဲ့မှာရှိတဲ့လူတွေအကုန်လုံးကနုပြိုနေတယ်အသက်ကိုထိန်းထားကြတယ်ရှန်ကီလာဆိုတဲ့မြို့လေးကိုဘယ်သူကထိထောင်ခဲ့လာလဲဆိုတော့လက်ရှိအသက်200ကျော်နေပြီဖြစ်တဲ့ဒီဘရန်ဂျီယန်ဖုန်းတော်ကြီးတပါးက တည်ထောင်ခဲ့တာတို့တဲမှာစပြီးတော့ကိုယ်ဝေတည်လာတယ်။တည်လာတဲ့အခါမှာဒီမှာရှိတဲ့အရာတွေကအကုန်လုံးကရှေးဟောင်းပစ္စည်းတွေပဲဖြစ်တယ်။ကမ္ဘာပေါ်မှာရှိတဲ့ရှားပါးပစ္စည်းတွေပြီးတော့ဂီတအနုပညာဆိုင်ရာစာအုပ်မျိုးစုံတွေလည်းဒီဘုံကျောင်းရဲ့စာကြည့်တိုက်ထဲမှာတွေ့ရသလိုအသုံးဆောင်ပစ္စည်းတွေအကုန်လုံးကလည်းရှားပါးပစ္စည်းတွေကိုမှီဝဲနေတာကိုသူတွေ့ရတဲ့အခါမှာကိုယ်ဝေကအံ့ဩသွားတယ်။ဒီမှာရှိတဲ့လူတွေကအကုန်လုံးကရောင်ရဲတက်တယ်။အေးစစေးလေးမျက်နှာလေးတွေကိုကြည့်လိုက်ရင်လည်းငြိမ်းချမ်းတဲ့ပုံစံပေါက်လေရဲ့။ထူးခြားတာကဒီမှာရာဇဝတ်သားဆိုတာမရှိဘူး။ဘာလို့လဲဆိုတော့ ရာဇဝတ်သားဆိုတာကလောဘဒေါသနဲ့သူများပိုင်ဆိုင်မှုကိုတတ်မှတ်တဲ့စိတ်ရှိသူသားစိတ်ရှိတဲ့လူသားပေါ့နော်ရာဇဝတ်သားဖြစ်တယ်ပေါ့အဲ့လိုလူမျိုးကဒီမှာမရှိဘူးလေပြီးတော့ငွေကြေးကိုလည်းမသုံးသွဲဘူးဘာပဲသုံးလဲဆိုတော့ဒီမှာအလိုလိုနေနေထွက်နေတဲ့ရွှေရည်ရှိတယ်တဲ့အဲ့ရွှေတွေကိုသုံးနေတယ်ဘယ်သူတွေကိုသုံးတာလဲဆိုတော့ဒီရှားပါပစ္စည်းတွေကိုဘယ်နေရာရလဲဆိုတော့မိဘကိုကိုရမေးတယ်မိရဲ့ခါမှာကိုရဲ့ကိုဝင်မေးတဲ့မိဘကိုဒီဘုန်းတော်ကြီးလာမဘုန်းကြီးပေါ့နော်ချမ်းကဘာပြောလဲဆိုတော့ဒီဟိုထန်းသမားတွေကတခါတလေလာတက်တယ်ဝေးကောက်လာတဲ့ ထမ်းသမားတွေကလာတတ်တယ်။အဲ့လိုလာလာတဲ့ခါကျရင်သူတို့ရှိရနေပြီးတော့ရှားပါးပစ္စည်းပါလာတတ်တယ်။အဲ့ဒီအရာတွေကိုပေးတဲ့အတွက်သူတို့ကဒီဘယ်လိုလျောက်ထွက်နေတဲ့ရွှေတွေကိုပြန်ပြီးတော့ပေးရပေါ့နော်။အဲ့လိုနီးနေပဲပစ္စည်းဖလှယ်တဲ့စနစ်နဲ့ပဲဒီမှာတည်ရှိနေတယ်ဆိုပြီးတော့အကုံကြီးသိရတယ်ပေါ့။အဲ့မှာနေကြလာတဲ့ခါမှာကုံဝေကဒီလာမခိုင်းချုပ်ပေါ့နော်။လာမခိုင်းချုပ်ကြီးနဲ့တွေ့ဝင်ရတယ်။တွေ့ဝင်ရတဲ့ခါမှာသူကအဲ့မှာမေးခွန်းနေမိတယ်ပေါ့။ဒီစားဝေးအတက်ကအဲ့ဒါလေအဲအဲ့ဒါကခင်ရကြမယ်လို့ပြောလို့ရတယ်ဒီလာမဘုံတော်ကြီးနဲ့ကွန်ဝေနဲ့ပြောတဲ့စကားလုံးတွေ ကွန်ဝေနဲ့ဒီလာမဘုံကြီးချမ်းနဲ့ပြောတဲ့စကားစုတွေဒီ conversation တွေကဒီစာအုပ်ရဲ့အနှစ်လို့ပြောရမယ်။အဲဒီမှာလာမကန်းချုပ်ကြီးနဲ့တွေ့ရခါမှာကွန်ဝေကအသက်ဘာကြောင့်ရှင်နေကြတာလဲဆိုတော့မိကုန်းကိုမေးတယ်။အဲမှာကွန်ဝေကစသီလာတယ်။နောက်ပြန်ဒီမှာရှိတဲ့လူတွေကဒီအလေလက်လန်းစင်ကိုရှင်းသုံးကြတယ်။ပြီးတော့ဒီမှာရှိတဲ့လူတွေကမွေနေဆိုတာကိုနေထားကြတယ်။ဘာလို့လဲဆိုတော့မွေနေဆိုတာကတဲ့ခြံစည်းဝတ်ထက်ထက်ခတ်လိုက်တယ်လို့ပဲပေါ့နော်။လူတယောက်ကိုလူပြုံမှုကိုရက်တန်သွားစေတယ်။ ောက်တစ်ခုကဒီမှာရှိတဲ့လူတွေကရောင်ရဲတင့်တိမ်တက်တယ်ဒီမှာရှိတဲ့လူတွေကတယောက်နဲ့တယောက်မနာလိုစိတ်မရှိကြဘူးပေါ့နော်အမျက်ဒေါသမရှိကြဘူးကျွမ်းမဲ့ဝါဒကိုလုံးဝမယုံကြည်ကြဘူးဘာဝဲယုံကြည်လဲဆိုတော့လူလူတွေလူတွေရဲ့ဉာဏ်ပညာကိုပဲအခြေခံထားပြီးတော့ဒီမှာရှင်သန်နေထိုင်ကြတယ်ဆိုပြီးတော့အဲသူကပြောတယ်ပေါ့နော်အောက်တည်းရဲ့ခါမှာကွန်ဝေကလုံးဝအန်အောပါတယ်ဘာလို့လဲဆိုတော့သူနေထိုင်ခဲ့တဲ့ကဘာနဲ့ဒီကဘာနဲ့ဒီနေရာနဲ့ကတိကျဖြစ်နေတယ်ပေါ့ဘာလို့လဲဆိုတော့ကျွန်တော်ကြီးကထပ်ပြောတယ်မကြပါဘူးပေါ့နော်စစ်ပွဲကြီးတစ်ခုဖြစ်လိမ့်မယ်အဲစစ်ပွဲကြီးကလည်း ူတွေဒုက္ခရောက်လိမ့်မယ်။အဲစပွဲတန်ကြောင့်လူတွေတည်ကြကြလိမ့်မယ်။ပြီးတော့အမွေအနှစ်တွေယဉ်ကျေးမှုတွေအမှုပညာတွေရှာပါလာလိမ့်မယ်။နောက်ပြန်တော့လက်နက်စမ်းတမျိုးကြောင့်လူတွေကဒုက္ခအတိရောက်လိမ့်မယ်ပေါ့နော်။အဲအဲ့ဒါတွေကိုသူကဒီလာမကန့်ကျုပ်ကြီးကဒီဟောကိန်းထုတ်လိုက်တဲ့ပုံစံမျိုးတွေ့ရတယ်။တကယ်ပေါ့နော်ညင်းညင်းညက်နေနေတဲ့လူတွေကဒီကိုရောက်လာလိမ့်မယ်ပေါ့။အဲ့ဒီအတွက်ကြောင့်သူကဒီမှာပေါ့နော်ခင်ပြီးတဲ့အဆောက်အဦတွေနဲ့ပြီးတော့တံမိုးကြီးတဲ့ဒီအမွေနှစ်ပစ္စည်းတွေကိုသူကထိမ့်သိမ်းထားတယ်ပေါ့ဆိုလိုချင်တာကဒီမှာရှိတဲ့အရာတွေကကဘာကြီးမှာပြတ်သုံးသွားတော့မယ့်အရာတွေကိုသူက ထိန်းသိမ်းထားပေးတယ်။အဲ့ယာတွေကိုထိန်းသိမ်းခြင်းတဲ့လူအဲ့ယာတွေနဲ့ပြုံးမွေးတဲ့လူတွေကဒီနေရာကိုလာကြမယ်ပေါ့နော်။ဒီနေရာကငင်းငယ်တဲ့နေရာတစ်ခုအနေနဲ့တည်ရှိနေမယ်ဆိုပြီးတော့ဒီလာမကိုင်းချုပ်ကြီးနဲ့ကိုဝင်နဲ့ပြောတယ်။နောက်ဆုံးအကွန်ဝေကိုပေါ့နော်ဒီထဲမှာဒီကမ်ဘီယာဆန်ဆန်ဒီစကားလုံးတွေလည်းပြောတာကိုတွေ့ရတယ်။ကွန်ဝေကိုခေါ်ခဲ့တာကဒီလင်းသမားမဟုတ်ပဲနဲ့ပေါ့ဒီ तू อ่ะဆေးလို့လိုက်တဲ့ပုံစံမျိုးတွေမြင်ရတယ်ပြီးတော့နောက်ပြောက်ကွန်ဝေကိုလည်း तू อ่ะလာမကန်ချုပ်ကြီးက तू อ่ะ꿰လုံးတော့มาပေါ့เนาะ ဒီပြန်လုံတော်မူတော့မှာအဲဒါကြောင့်ဒီနေရာကိုစက္ကန့်ဖို့ကိုင်ဝေဖို့ပေးခဲ့ခြင်းနဲ့ထားခဲ့ခြင်းနဲ့ဆိုပြီးတော့ဒီကန်လန်းရဲ့အမိမျိုးတွေလည်းတွေ့ရတယ်1500ကျော်ရှေလျားတဲ့ဟင်းမွေနာတောင်တန်းတွေကြားလာမင်းပြပြတောင်ကြားလွင့်ပြင်ဒေသလူသူရောက်ပေါက်နေရတယ်ပေါ့နော်နေရာလေးတစ်ခုဖြစ်တဲ့ဒီရှန်ကီယာပေါ့လို့ဝတ်တော့မြို့လေးတစ်မြို့ပြီးတော့စမ်းကျဲသောမြို့လေးတစ်မြို့အဲဒီမြို့လေးမှာရှားပါပစ္စည်းလို့သတ်မှတ်ထားတဲ့အရာကတစ်ခုပဲရှိတယ်အဲရှားပါပစ္စည်းလို့သတ်မှတ်ထားတဲ့အရာကဘာလဲဆိုတော့အချိန်ပဲဖြစ်တယ်တဖြည်းဖြည်းနဲ့နိုင်ငံတွေ အနောက်နိုင်ငံတွေကတဖြည်းဖြည်းနဲ့လိုက်လေဝေးလေပုံစံမျိုးဖြစ်လာတယ်။ဘယ်ရလဲဆိုတော့တန်မိုးရှိတဲ့အချိန်ကိုသူတို့ကကောင်းကောင်းအသုံးမချတော့ဘူးနော်။တန်မိုးရှိတဲ့အချိန်ကိုပိုင်ဆိုင်လို့ပိုင်ဆိုင်နေမှန်းတော့မသိတော့ဘူးကဲ့။ဘာလို့လဲဆိုတော့တဲ့စာအုပ်ဖတ်ရင်တော့မှာတဲ့အပေါ်ရန်ရှက်တိုက်ပြီးတော့ဖတ်ကြရတဲ့အချိန်ကိုကောင်းကောင်းအသုံးမပြုတော့ဘူးကဲ့။အချိန်မရဘူးဆိုပြီးတော့နေလာကြတယ်။ပြီးတော့ဂီတဂီတအနုပညာကိုလည်းတဲ့တေးသေးချာချာလေးလေးလန်းလန်းနဲ့အရသာခံပြီးတော့အရသာရှိရှိ နားမထောင်တတ်ကြတော့ဘူးပဲအဲ့အရာတွေကြောင့်ပဲအချိန်ကတဖြည်းတဖြည်းဖြည်းနဲ့ရှားပါးပစ္စည်းကနေပြီးတော့ပျောက်ဆုံးလာတယ်ပေါ့နော်ဆိုလိုချင်တာကဒီတိုင်းမှာ तू ကဒီအချိန်နဲ့ပတ်သက်ပြီးတော့လည်းကောင်းကောင်းအသုံးချဖို့ဒီလူတွေကမှားရွံ့စွာအချိန်ကိုအသုံးပြုနေကြတယ်ပေါ့စာအုပ်တော့ကိုအဲ့ရင်တော့မှအချိန်မလောက်ဘူးဆိုပြီးတော့ပေါ်ရင်ဆက်တိုက်ပြီးတော့ဖတ်ကြရတယ်ပေါ့ပြီးတော့လည်းအမှုပညာကိုခံစားတဲ့အခါမှာလည်းအဆုံးထိမခံစားဘဲနဲ့တဝက်တစ်ပြက်နဲ့ပြပြောပုံစံမျိုးနဲ့ခံစားနေကြတယ်ပေါ့အဲ့အရာကတကယ်ဆုံးရှုံးမှုတစ်ခုပဲပေါ့နော်ရှားပါးဆုံးအရာအချိန်ကို တကယ်အလဟတ်တလုတ်ပြလိုက်တဲ့အရာပဲဆိုပြီးတော့ဒီဒီလာမကန်ယူကြီးကပြောဆိုထားတယ်ပေါ့နော်ဒီထဲမှာအများကြီးပေါ့နော်ဖာသာကြီးနဲ့ပတ်သက်ပြီးတော့လည်းအဲသူကပမာပြူထားတာလည်းရှိဥပမာဆိုကြောက်ဒီကသူ့ပုံစံနဲ့သူလှနေကြတာပဲပေါ့နော်ကြောက်တိုင်းကတော့လှတယ်အဲ့လိုပဲဖာသာတရားဆိုတာကလည်းသူ့ပုံစံနဲ့သူပေါ့နော်တမျိုးစီလှနေကြတာပဲဆိုပြီးတော့လည်းဒီဖာသာကြီးပေါ့အခြေခံပြီးတော့မြင်တဲ့အမြင်တွေပေါ့ဒီမှာရှိတဲ့ဒီရှန်ဒီကာမှာရှိတဲ့လူတွေကအကုန်လုံးကကြောင်ရဲတင့်တိမ်တက်တဲ့လူတွေဖြစ်ပြီးတော့အလဲအလက်လမ်းစဉ်ကိုကျင့်ကြံကြတဲ့ လူတွေအမြင်နဲ့တွေ့ရတယ်။ပြီးတော့လူဘဝကိုလေးပုံပုံကြည့်လိုက်ပါတော့လေးပုံပုံကြည့်လိုက်တဲ့အခါမှာပထမတပုံကတော့ဒီငယ်ရွယ်နှုပြုံမှုပေါ့ငယ်ရွယ်နှုပြုံလှပမှုကိုခံစားရမယ်။ဒုတိယတပုံနဲ့တတိယတပုံမှာတော့ဒီပြဿနာပေါင်းမြောက်များစွာနဲ့သင်ရလုံးမနေရလိမ့်မယ်။နောက်ဆုံးတပုံမှာတော့သင်ရဦးမင်းရင်းရောခြင်းကိုခံစားရပြီးတော့ဘဝအဆုံးသတ်တယ်ပေါ့။ဒါပေမဲ့ဒီရှန်ကီယာမှာကျတော့အဲ့အရာတွေကိုကြုံရမှာမဟုတ်ဘူး။အများနဲ့နှုပြုံနေလိုက်မယ်။အခက်ခဲဆိုတာဘာမှမရှိဘဲနဲ့ငင်းငန်းစွာနဲ့နေလို့ရတဲ့နေရာတယောက်နဲ့တယောက် တိုက်ခိုက်တာတွေပုတ်ခတ်တာတွေဘာမှမရှိဘဲနဲ့ဒီရှိနေတဲ့ဒီလှုပ်ဝက်မျိုးလေးတစ်မျိုးပေါ့ငင်းညံ့တဲ့နေရာလေးတစ်ခုလို့သတ်မှတ်တယ်ပေါ့ရှန်ကီယာမှာရှိတဲ့လူတွေကတဲ့တည်ခြင်းနဲ့ရှင်ခြင်းကြားကဘဝကိုဘလို့ရှင်သန်နေထိုင်ရမလဲဆိုတဲ့အမြင်တွေကိုအဓိကအခြေခံတဲ့ဒီအသိဉာဏ်ပညာပေါ့နော်ပြီးရနေရာလေးတစ်ခုပဲဖြစ်တယ်တဲ့ဒါကြောင့်လည်းဒီမှာနေရတဲ့လူတွေကအကုန်လုံးအေးချမ်းတယ်ပေါ့နော်အဲ့အရာကိုပြောထားတယ်ဒီစာအုပ်ကိုဖတ်မယ်ဆိုရင်ဘာတွေရလဲဆိုတော့ဒီအပြောင်းလဲ ကြားထဲမှာဖြစ်ပွားနေတဲ့ဒီစစ်ပွဲတွေကြားမှာခံစားနေရတဲ့ဒုက္ခတွေကိုခဏမေးမယ်။ရှန်ကီရာကနေပြီးတော့လွတ်မြောက်အောင်စူးစမ်းခဲ့တဲ့အိုဆုံးဆိုတဲ့တန်းကိုခံလာရတဲ့ဒီမန်ချူကလေးမလေးရဲ့အဖြစ်ကိုလေ့လာရမယ်။နောက်တစ်ခုကတော့ဟိမွေနာတောင်တန်းတွေကြားမှာရှိတဲ့လာမင်းပြပြတောင်ကြားလွင်ပြင်ကြားတွေကဒီရှန်ကီရာမြို့လေးရဲ့တဘာဝအကြောင်းတွေကိုလေ့လာရမယ်။နောက်တစ်ချက်ကဒီကျွန်တော်တို့အများအားငိမ်းမောနေရတဲ့ဒီတောင်တန်းတွေတိဘက်ဒေသအကြောင်းတွေကိုမြေပုံပေါ်မှာရှာကြံပြီးတော့ တွေ့ရတယ်လို့ဒီစာအုပ်ထဲမှာလည်းကျွန်တော်တို့လေ့လာလို့ရမယ်နောက်တစ်ခုကကျွန်တော်တို့ဒီစာအုပ်ကိုဖတ်ပြီးတဲ့အခါမှာကျွန်တော်တို့အတွေ့အကြုံကိုနည်းချဲ့ပြီးတော့ဒီရှန်ကီကာဆိုတဲ့မြို့ကလေးကိုစိတ်ကူးပြီးတော့လွမ်းတတတာနဲ့ဖြစ်နေစင်မှာတော့အမှန်ပဲဘလို့ပဲဖြစ်ပါစေဒီရှန်ကီကာဆိုတာကဒီဘလို့မှမပြောင်းလဲသွားနိုင်တဲ့အရာတွေကတခုကိုပြောပါဆိုရင်ရှန်ကီကာလည်းပါတယ်ဘာလို့လဲဆိုတော့လူတိုင်းကဒီရှန်ကီကာလိုနေရာမျိုးကိုသွားကြည့်လိုက်မယ်ဒါပေမဲ့တကယ်လက်တွေ့မှာရှိလားမရှိလားဆိုတဲ့မိကုံပုံစံတွေနဲ့ကြံနေလိုက်မယ် ဒါပေမဲ့လက်ခံသူအတွက်ကတော့ရှန်ဂီလာဆိုတာကငင်းကြမ်းဆုံးနေရာစစ်ပွဲတွေမရှိတဲ့နေရာအေးချမ်းဆုံးနေရာအသက်ရှည်ဆုံးနေရာမတည်တဲ့နေရာဒါတွေနဲ့ပဲပုံပေါ်ထားလိုက်မယ်လက်မခံတဲ့လူကြတော့ဒီနေ့သိပ္ပံကကြီးမှာဒါကြီးကယုတ်တိမရှိဘူးဒါကြီးကစိတ်ကူးယုံဝတ္ထုတပုတ်လို့ထင်ကောင်းလဲထင်နိုင်လိမ့်မယ်ဒါကတော့လက်ခံသူနဲ့လက်မခံသူကြားမှာပြပွားလေးရှိတဲ့အရာပါပဲကျောင်းအနေနဲ့ကတော့ဒီဟာကိုဘလို့ပုံစံမျိုးနဲ့ဖြစ်ဖြစ်ဖတ်ကြည့်ရင်တော့မှဖတ်ကြည့်တဲ့နဲ့စာအုပ်ကောင်းတောက်လို့ပြောပြရစီ ချန်ဂီရာရဲ့လွန်မှုမှုကကဘာပေါ်မှာယနေ့ထိရှိနေသေးပါကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်ပေးတဲ့အထူးတရားချင်းစီကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးသွားကြပါဦးအားလုံးပဲ subscribe ချင်းကိုအချိန်ပေးပြီးတော့ပြောင်းမနိုင်ကြပါစေ see you in the next video